ခန်း၈မြင်းမလင်အရှိတ်ဘက်ရှိတောအုပ်တွင်မှမြင်းနစီအပြင်ဆိုင်နှင့်ထွက်လာသည်မြင်းမှာအုံငုံရောင်ဖြစ်ပြီးမြင်းစီတစ်ပါးမှာအနက်ရောင်ဝတ်စံကိုဝတ်စံထားသည်လူငယ်လူကျော်တယောက်ဖြစ်၏မြင်းစီတစ်ပါးသည်မြင်းကိုအသားကျစီးလိုက်ဒုံးစီးလိုက်နှင့်စီသည်မြင်းကိုပုံစံအမျိုးမျိုးနှင့်လှက်ပတ်စီးနှင်းပြီးနောက်တုံကနေရက်လိုက်သည်မြင်းစီတစ်ပါးလူရွယ်သည်မြင်းရက်လင်ရက်ချင်းမြင်းပေါ်မှာရိတ်ခနဲခုန်ဆင်းသည်မြင်းတုံရက်သွားချိန်လူရွယ်က မြင်းမုံနီးပေါ်တက်ရပြီးခုံချလိုက်ချိန်တို့မှာတရက်တစ်ပြက်စာမျှတာရှိမိထင်ရ၏လူရွေးကြီးလှုပ်ရှားပုံကလှင်မြန်လွန်းသည်ဖြင့်အနားတွင်စောင့်ကြည့်ရှုနေသူရှိလျင်ရင်သက်ရှုမောအံ့ဩမှတေချာနေ၏လူရဲမြင်းပေါ်မှ ခုံချ၍လက်ထက်တွင်ဓားတလက်ကိုကင်ထားလျက်ရှိသည်မြေပြင်ပေါ်ခြေချမိတဲ့နေ့တစ်ပိုင်းနဲ့လူရဲကထိုသားကိုဝေရန်ပြီးတိုက်ကွက်ဖို့နေကျင်သည်ဘယ်ညာလှုပ်ရှားထိုးခုတ်ဝေရန်နေသည်လူရဲဤဓားချက်တို့မှာ ပြီးရည်သေးတဲ့အကွက်ကျနေသည်ခုံရင်းပြန်ရင်ဓားကွက်ကိုအဆက်မပြတ်ထုတ်ရင်လှုပ်ရှားနေရမှာလူရည်ဒီခြေတစ်ချက်ရင်တော့ဤထိုအခါထိုးခုတ်တဝဲလှုပ်ရှားနေတော့ဓားကွက်ပြတ်သွားသည်ဖြောင်းဖြောင်းဖြောင်းတော်တယ်ဓားကြီးကတကယ်ကောင်းတာပဲတပင်ကြီးတပင်နောက်မှာလက်ခုပ်တန်နဲ့အတူစကားရန်ပို့လာသည် စကားရန်အဆုံး၌တပင်အကွယ်မှာဦးမင်းရောင်ထွက်လာ၏သူကဝစ်စုံနဲ့လူရည်စည်းလာတော့အုံးကုံရောင်မြင်းမော်တို့ လွှားကနေခုံတက်သည်မက်ရွှေတင်ကဒါရေးတော်တော်ကောင်းတာပဲမျက်စိလည်းကျွမ်းကျင်နေပြီမင်းကြီးကလည်းမြောက်ပြောနေပြန်ပြီပညာတင်တာဖြင့်တလမကျော်သေးပဲနဲ့ဘယ်နဲ့ကျွမ်းကျင်မှမလဲမက်ရွှေတင်ကကိုကိုကိုဘယ်သိပါမလဲဒီကနေကြည့်နေတဲ့ကျုပ်ကပုံမြင်ပူတည်တာပေါ့ကဲလားမြင့်မော်တက်ဦးမြင့်အောင်ကအနဲ့ရောင်ဝတ်ဆောင်ရှင်မဲရွှေတင်ဤလက်တစ်ဖက်ကိုလှမ်းဆွဲလိုက်သည်မဲရွှေတင်ကဦးမြင့်အောင်ဤလက်ကိုအားပြုဆွဲယူပြီး ခြေတချောင်းစောင့်ကာခုံလိုက်သည်အနောက်ရောင်ဝတ်ဆောင်ရှင်မဲရွှေတင် မြင့်ဘော်တို့ရေခနဲရောက်သွား၏ကျမဓာတ်ကွက်တကွက်မေ့သွားတယ်မင်းကြီးကြုတ်တိပါလေဘဲချေအယောင်ပြပြီးညာဘက်ကို ခုံထွက်ထိုးဖောက်တိုက်ခိုက်တယ်ဓာတ်ကွက်ကိုပြောတာမဟုတ်လားအဲ့ဒီမေ့တာတော့တော့မေ့တယ်လို့ပြောလို့မရပါဘူးဒါတော့ရက်တူတူလေးအတွင်းမှာဒါတော့တက်တာတော်ပြီပေါ့ဦးမင်းရောင်ဒီမဲရွှေတင်အားမြင့်ရွှေတွင်တင်စီပြီးတော်ရန်အတွင်းမှာထွက်သည်မနက်ဖြန်ဆိုရင်တော့မဲရွှေတင် ကိုမင်းနဲ့ကိုလက်ကျင်နိုင်ပါပြီအကိုကြီးဦးမင်းခေါင်ကမြင်းစီးရမားတယောက်ကိုပါခေါ်လာခဲ့မယ်မတ်ရွှေတင်အတွက်အဖို့ရတာဗောလို့ပြောတော့တာဆိုတော့မတ်ရွှေတင်ကမြင်းတယ်မဟုတ်ဘူးဒါရီလက်ကျင်ပေါ်တော့ရအောင်ပါပဲကျမကတော့တခြားလူနဲ့မလက်ကျင်ကြပါဘူးမင်းကြီးအားလက်တဲ့အခါတွေမှာပဲပြင်သာတင်ရင်လက်ကျင်ကြပါတယ်တစင်းယောက်ျားတယောက်နဲ့ဒါရီလက်ကျင်ရမှာကဟာမတ်ရွှေတင်ကလည်းဘယ်ကတစင်းယောက်ျားရမှာလဲအကိုကြီးဦးမင်းခေါင်က ဓာရီကျွမ်းတဲ့မင်းကလေးကိုခေါ်လာမှာပါရှင်ဓာရီကျွမ်းတဲ့မင်းကလေးဟုတ်လားဟုတ်ပါနမမှာတော့နာမည်ကြီးပဲထက်မြက်လွန်းလို့မယက်ခါလို့တောင်ခေါ်တယ်သူ့နာမည်ရင်းဘယ်လိုပဲวะဆိုတာတောင်လူမတိတော့ဘူးမဲရွှေတင်ကမယက်ခါဆိုတဲ့အမည်ကိုစိတ်ဝင်စားသွားသည်တိုက်ရိုက်ခရီးကျွမ်းကျင်တော့မင်းကလေးတယောက်ကိုအဖို့အဖြစ်ရရှိခြင်းမှာကံကောင်းခြင်းဟုမဲရွှေတင်ထင်သည်မင်းမလားဆိုတော့လေကောင်းပါလေဒါပေမဲ့ တရရေးခိုက်ရေးကမင်းကြီးလောက်ကျွမ်းကျင်နိုင်မှာမလားဟာမတ်ရွှေတင်ကလည်းလောဘကြီးနေပြန်ပြီကျုပ်လောက်မကျွမ်းကျင်လဲကိုကိုကိုကာကွယ်နိုင်ရင်တော့ပါပြီဒါအဓိကမဟုတ်လားမတ်ရွှေတင်ဒီမြင်းရှိတွင်စင်းနေလိုက်ပါလာရမှာဦးမင်းရောင်ကမော့ကြည့်သည်နှုတ်ခမ်းမွေးထူထူနဲ့ယောက်ျားပိဒချောမော်တော်ဦးမင်းရောင်ဤမျက်နာတွင်အပြုံးရိပ်တွေထင်နေတယ်ကိုတွေ့ရ၏မင်းကြီးမင်းနဲ့အတိုင်းပါပဲကျမကမင်းကြီးတင်ခိုင်းလို့မျက်စိဓာတ်ကုတ်တင်နေပေမဲ့ တိတ်ပြီးစိတ်ဝင်စားမရှိခဲ့ဘူးအခုနောက်ပိုင်းမှာမြင်းစည်းရဓာရီလေ့ကျင့်ရတာအရသာရှိလာတယ်။ဦးမြောင်ကမဲရွှေတင်းစကားကိုပြောမီနားထောင်သည်အခါမလတ်ဆူးရှအယောင်လက်နေတော့ဦးမြောင်ဤမျက်လုံးအစုံမှာထိုတင်ကလေးတွင်ချက်ချင်းမေတ္တာဤအငွေ့အတံများဖြင့်ရှင်းဆိုနေ၏မင်းမသားဆိုပြီးအားမြဲ့နေတာကိုကြုံမကြိုက်ဘူးလင်နှောင်းကိုချွဲနေတဲ့အလုပ်တော့မင်းမသားတိုင်းလှုပ်တတ်တာပဲကျုပ်ရဲ့ဇနီးမယားဟာတခြားလူတွေနဲ့မတူရဘူး ထက်မြက်ပြက်သားနေရမယ်မက်ရွှေတင်ရဲ့အခုပုံစံဟာကြုတ်တွေ့ခြင်းမြင်ခြင်းလိုချင်နေတဲ့ပုံစံပဲမင်းကြီးချီကျူးစကားကမက်ရွှေတင်ဟာအဆက်သေးသွားစေမျက်လုံးအစုံနဲ့နှုတ်ခမ်းငုံတို့ပြုံးရင်းမက်ရွှေတင်မျက်လွာချသည်ဦးမင်းရောင်ကမက်ရွှေတင်၏အမှုအရာကိုတတိထားမိပြီးအာရပါရရဲ့သည်ကျုပ်ကဝင်းဝင်းပြောလို့မက်ရွှေတင်ဆက်သွားပြီနဲ့တူတယ်ကျုပ်ကကြိုက်ရှင်းရှင်းမကြိုက်ရှင်းရှင်းပဲ ကျုပ်ပေါ်လဲရှင်းရှင်းပဲတဘောထားမတ်ရွှေတင်ကတစုံတရာအမြပြန်ပြောခြင်းမရှိရင်ထဲတွင် ကြည်ကြည်နူးနူးခံစားနေရတော့ခံစားချက်နဲ့အတူ မြင့်ပေါ်တွင် ထိုင်လိုက်လာသည် မင်းကြီးကငါ့ကိုတန်ဖိုးထားတယ်လို့ငါဟာမင်းကြီးအတွက်တန်ဖိုးရှိတဲ့မိန်းမဖြစ်ရမယ်မင်းကြီးနဲ့ထိုက်တန်တဲ့မိန်းမတယောက်ဖြစ်အောင်ငါကြိုးစားမယ်မတ်ရွှေတင်ကသူ့အတွင်းနဲ့တူကျေနပ်သွားပြီးအားရပါရပြုံးလိုက်လေသည် အခန်းကိုအိမ်ရှိတွင် မြင်းစည်းဆက်ရက်ဒီအင်းရှိလာတာဆောင်တွင် ထိုင်နေတော့ဦးမင်းရောင်ဒီစားတဆောင်ကိုဖတ်နေရင်မှလှမ်းကြည့်လိုက်ဒီအင်းရှိတွင်ရက်လိုက်တော့မြင်းနှင်မြင်းပေါ်မှဆင်းနေတော့ရှမ်းခမောက်နှင်လူကိုလှမ်းမြင်ဒီထို ရှမ်းခမောက်စောင်းထားသူမှာဦးမင်းခေါင်ဖြစ်နေတဲ့ဖြင့်ဦးမင်းရောင်နေရာမှထရက်လိုက်ဒီဦးမင်းခေါင်ဒီမြင်းပေါ်မှဆင်းပြီးမြင်းနှင်အိတ်ကိုပခုံးထက်မှထမ်းရှမ်းခမောက်ကို ချွတ်ကင်ပြီးလာတာဆောင်တို့မော်ကြည့်ဒီငါကွာလာလာလာရတယ် မင်းနဲ့တွေ့ပါမလားလို့မင်းကိုအတင်းတွေ့လိုက်ရတော့အမောပြေသွားတာပဲအကိုကြီးကြည့်ရတာမော်ကြီးပန်းကြီးနဲ့ကိစ္စအထူးများရှိလို့လားအေးရှိတယ်ဟာအိမ်မော်ရောက်မှပြောပြမှာပေါ့ဦးမင်းခေါင်ဒီစင်ဝင်နှစ်ထပ်အိမ်ကြီးအတွင်းတို့ဝင်ပြီးအောက်ထပ်တွင်ရှိတော့လေကားများမှတဆင်အပေါ်ထပ်တို့တက်သည်လေကားထိပ်တွင်ဦးမင်းရောင်ကကြိုပြီးလာတာဆောင်တို့ခေါ်သွားသည်ဘာကိစ္စများလဲအကိုကြီးအကိုကြီးကိုကြည့်ရတာမထိတ်တာမလန့်တာရှိလိုက်တာကြီးကြီးများ ဟာကောင်ရှောက်မတွေ့နဲ့အမေဘာမှမဖြစ်ဘူးအကောင်ကြီးရဲ့ငါလာတာကမင်းမောင်အကြောင်းကိုပြောမလို့မင်းမောင်ကနေပြတော်မှာမဟုတ်လားအခုတူဘာဖြစ်လို့လဲဘာဖြစ်ရမလဲဒီကောင်အခုနတ်မောက်ကိုရောက်နေတယ်သူကနတ်မောက်ပင်းနဲ့ကြောက်ပန်းတို့ကိုအုပ်ချုပ်ရမယ်သုံးမျိုးဝင်အဖြစ်နဲ့ရောက်နေတယ်ဗျာသုံးမျိုးဝင်ဟုတ်လားဒီကောင်ကအေးငါတို့လည်းအံ့ဩတာပဲဒီကောင်ကဓာရင်မကောင်းမိမဲ့အုပ်ချုပ်ရေးမှာတော့ကျွမ်းကျင်လိမ့်ပါတယ်ဒါကြောင့်ခဏလေးနဲ့ယာရုတက်တာပေါ့ သူကပြောတဲ့ဆိုတော့ဘယင်မင်းမြက်ကလည်းချစ်ခင်တယ်လေသူရလာတယ်ဆိုတော့ကောင်းတာပေါ့သူအိမ်တော်ကြဆာကတစ်ခေါက်တွေ့ပြီးနောက်ပိုင်းမတွေ့ရတာကြာလို့လူကိုတွေ့ကျင်နေတာနဲ့အတော်ပဲအဲ့ဒီတုန်းကလည်းရဲ့ရင်းရွာရေးကိစ္စနဲ့မအားလည်းလို့စကားတော်ကြာကြာမပြောခဲ့ရဘူးမင်းကြီးကလည်းမင်းကိုတွေ့ကျင်နေတာမှဒီထိတောင်လိုက်လာကျင်နေတာနမောက်မာကလည်းအုတ်ချိုရေးကိစ္စအတွက်လုတ်ကင်နေရတာတွေရှိတော့ကောက်ခါငင်ကထလာလို့မရဘူးလေဟုတ်ပါတယ်ဗျာ တာဝန်ကြီးကြီးထမ်းဆောင်ရတဲ့လူဆိုအလောက်ကပိုပြီးများတော့ပိုပြီးမအားမလက်ဖြစ်ရတယ်။သူနတ်မောက်ကိုရောက်နေပြီဆိုတော့လေကျွန်တော်ပဲသွားတွေ့လိုက်ပါမယ်။အေးကောင်းတယ်။တခြားရွာလူကြီးတွေကလည်းလာကြမှာဆိုတော့အားလုံးနဲ့တခါရဲတွေ့တွေ့ရတာပေါ့။ဒါထက်မြေပြင်မှာထီအောင်တွေပိတ်လိုက်ပြီလို့တင်းကြတယ်။မမင်းအောင်ကိုမေးကြည့်မလို့ဟာမမေးဖြစ်လိုက်ဘူး။သူ့အနားမှာလည်းလူတွေကဝိုင်းနေတယ်ဆိုတော့ကိုပြောချင်တာပြောလို့မရဘူးလေ။အခြေအနေကြည့်နေရတာပေါ့။သူကတုံးမြုံဆိုတာနဲ့ တလေးတစားအေးထားနေတာလားအကိုကြီးမြုံုံကမြုံုံညီကညီနော်အားနာစရာမဟုတ်တာတွေအားမနာနဲ့အလျှော့ပေးစရာမဟုတ်တာတွေကိုလည်းအလျှော့မပေးနဲ့ပြီးပါကွာငါ့မြီကိုငါမပြောတာကြောက်ရွံ့နေလို့မဟုတ်ပါဘူးငါ့ကြောင့်လူတွေကငါ့မြီကိုအယူတွေတန်သွားမှစိုးလို့ပါဦးမင်းအောင်ကရေမောပြီးခေါင်းတစ်ဆက်ဆက်ညှိလိုက်ပြီးထိုးချင်းမှာပင်မဲရွှေတင်ကရင်းနှီးချမ်းဦးများထန်းလျက်ပကံများပါတော့ဘန်းတစ်ချက်ကိုကင်ကထွက်လာသည်ဟော ငါနမကြီးလှလို့ဝလို့ပါလားဝဘုံကနည်းနည်းစမ်းတယ်လို့ပဲနော်ဘယ်နဲ့လဲမောင်မင်းအောင်သူလေးဆိုကောင်းမှာနော်အကိုကြီးကလည်းမတ်ရွှေတဲ့အနေရခန့်အောင်ပြောနေပြန်ပြီသူမလေးဆိုအကိုကြီးကမချစ်ချင်လို့လားဟေးကိုတွေ့ကိုတားပဲဟာမချစ်နေပါမလားအဲ့ဒါကမရမအဆုံးလေလူကျင်နာကတော့ယောက်ျားလေးပဲဦးမင်းအောင်တို့တွေတယောက်မျက်နှာတယောက်ကြည့်ရင်ရဲလိုက်ကြသည်မဲရွှေတင်မှာမျက်နှာလေးချပြီးနေရာမှကြပြားကြပြားထကခွာထွက်သွားသည် အကိုကြီးပြောတာနဲ့မတ်ရွှေတင် ရှက်သွားပြီအေးငါနမကလည်းရှက်သက်လိုက်တာလွန်ရောပဲဦးမင်းခေါင်ကရင်းနှီးချမ်းတစ်ခွက်ငှဲ့တော့ဒီထို့နောက်ထမ်းလျက်ခဲတခဲကိုနှိုက်စားဒီမင်းတို့ကိစ္စပြောတာနဲ့ပြောလက်စထီအเจ้าကိုတော့မေ့သွားပြီထီကိစ္စကကြာပါပြီအကိုကြီးရဲ့ထီကြောင့်ပြည်သူတွေဒုက္ခရောက်တာတိလို့ဘင်းမင်းမြတ်ကပိတ်လိုက်တာ နေပြည်တော်ကမူးမက်ကြီးတွေအချင်းချင်းမတင်လို့ဝါအစည်းပြေလို့ဖြစ်နေတယ်ကြားတယ်ဟင်းဟုတ်လားဒီအเจ้าကို မောင်မင်းမောင်တော့အသေးစားတိမယ်ထင်ပါရဲ့သူကနေပြည်တော်ကနေနောက်ဆုံးရောက်လာသူဆိုတော့တရင်စုံကို ကြားခဲ့ရပါလိမ့်မယ်တထက်အကိုကြီးဒီကနေ့ဘယ်ကိုသွားဖို့ရှိသေးလဲမရှိပါဘူးဘာဖြစ်လို့လဲမရှိရင်ဒီမှာညားရပါလားအကိုကြီးမဲဖူးလေကွာနမမလူဆုံးရှိနေတော့ငါတို့တွားကြရအောင်မင်းတို့ငါနဲ့အတူလိုက်ခဲ့လေဦးမင်းအောင်ကချက်ချင်းပင်ခေါင်းငြိမ်လိုက်ဒီဒါဆိုမနှက်စာစားပြီးသွားတာပေါ့မတ်ရွှေတင်းကိုထမင်းပြန်ခိုင်းပါပဲထမင်းကအေးမကြီးပါဘူးကွာဘယ်စားသာရပါတယ် တခြားမှာစားမယ်အတူတူဒီမှာပဲစားတာပေါ့အကိုကြီးရယ်ဦးမင်းအောင်ကဦးမင်းခေါင်အားထားခဲ့ပြီးလာတာဆောင်မှ ခွာထွက်လိဦးမင်းခေါင်မှာရင်နှင်းတောင်ရင်ကြံရစ်ခဲ့လိအခန်း30တုံးမြုံဝန်ဦးမင်းမောင်နဲ့နတ်မောင်နဲ့အတွင်းရှိရွာတို့ချင်းများတွေ့ဆုံကြတယ်မှာပွဲတပွဲပမာစီကားနေဦးမင်းအောင်ဒီအကိုကြီးဖြစ်သူဦးမင်းခေါင်နဲ့အတူနတ်မောင်ရှိတုံးမြုံဝန်ဤတဲခိုအင်းတို့ရောက်ကြသည်ဦးမင်းအောင် ရောက်လာပြီဆိုရင်းနဲ့ရောက်နေနေကြတော့တကြီးများ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်အားလုံးကတုံးမြုံဝင်ဥမင်းမောင်ထပ်ပူပြီးဥမင်းမောင်ကိုအာယုံစိုက်လာကြသည်မင်းကြီးဥမင်းမောင်တို့များမင်းကြီးမင်းသားတပါးလားလို့ထင်ရလောက်အောင်ရုပ်လက္ခဏာကတင့်နေပါတယ်တုံးမြုံဝင်ကငယ်ကုန်ရှိပေမဲ့မင်းကြီးဥမင်းမောင်နဲ့ရှင်ရင်အယောင်မှိန်သွားကြလို့ပါပဲဒီနယ်တကြောမှာတော့မင်းကြီးဥမင်းမောင်လိုလူနောက်တယောက်မရှိတော့ပါဘူးမြို့မြင့်တနယ်လုံးဆယ်ရီတောက်ပြီးတင်းနံဖြစ်ထွန်းနေတာလေဓမ္မရာဓမ္မတွေကြီးပွားနေတာဥမင်းမောင်ကျေးဇူးကြောင့်ပါ တုံးရဝင်နဲ့တွဲဆောင်ရန်ရောက်ရှိနေကြတော့ကြောက်ပရောင်ပင်တောင်သာစတဲ့မြို့ရတကြီးများဤနောက်လိုက်နောက်ပါများရွာကံမြို့ကံများဤဝေဘံပြောဆိုရန်တို့တီရိုးပေါ်ထွက်နေသည်ဦးမြင့်ရောင်အပါဝင်မြို့တကြီးတို့သည်၎င်းတို့ရဲ့ယာရုကြီးတော်တုံးရဝင်ဦးမြင့်မောင်ထံအာယုံရောက်နေကြ၏နေမြော်ပဝင်းကျင်မှာတခုတည်းများတွေတောင်းကျမ်းနေတာအလွန်အကျွံပဲမြို့ရမျက်နှာဖုံးတွေတစ်ထည့်တစ်ကြွယ်တွေကိုယ်အိမ်မှာကိုနေရင်ဒုက္ခရောက်နေကြတယ်ခကြီးတော်တွေအတွက်လည်း လုံခြုံမှုမရှိဘူးကျွတ်တို့နေမှာလဲဒါမျိုးမဖြစ်ဖို့လိုတယ်ဒီနေမှာအကိုကြီးရဲ့မြို့လူနေနေမြေဟာအေးချမ်းဆုံးလို့ကြားရတယ်မြို့လူနေလို့ပဲတခြားနေမြေတွေလည်းအေးချမ်းမှုလိုတယ်ကျန်တဲ့မြို့ကြီးတွေမြို့လူနေလို့ဖြစ်အောင် ကိုယ်ချုပ်တဲ့နေမြေကိုပြုပြင်ထိန်းသိမ်းကြပါဦးမောင်ဤစကားမှာမြို့ကြီးများအားပြောရီဩဝါဒစကားဟုဦးမြင့်အောင်နားလည်လိုက်သည်ဦးမောင်ဤရာထူးကြီးတော်လဲ လူပေါင်းအလဲတွင်အကိုဖြစ်သူကိုအရေးထားရခေါမှန်းသိပါလားဟုတွေးရင်ဦးမင်းရောင်မှာပီတိတွေဝေနေရ၏အောက်ရဒေသကိုမျက်မှောက်ဖြူတွေကတင်ထားတာစီးပွားရေးကောင်းတယ်ပြည်သူတွေပြည့်ပြည့်လေးလေးရှိကြတယ်တဲ့ကျွတ်တို့နည်းမြေလဲအဲ့လိုဖြစ်ဖို့လိုတယ်ကျွတ်တို့ဟာကောင်းတာဆိုရင်ဘ ᱹ ရုခါပဲဖြစ်ဖြစ်အတူယူရမှာပဲဦးမင်းမောင်ကသူဖြစ်စေခြင်းဤကိစ္စများကိုဝေဖန်ဆွေးနွေးသည့်သဘောနှင့်ပြောသည်ဦးမင်းရောင်ကသူ့ညီတော်မောင်အပြောအဆိုလိမ္မာတွေကိုစဉ်းစားရင်းသဘောကျကျေနပ်သွားသည် ဦးမြင့်မောင်နဲ့တွေ့ဆုံရန်လာရောက်တော့ရွာတကြီးများမှာတယောက်နဲ့တယောက်လှဲ့ပတ်သက်ဆက်နေတော့ဆွေမျိုးသားချင်းများဖြစ်ပြီးအားလုံးတယောက်ကိုတယောက်ရင်းရင်းနှီးနှီးစကားပြောကြသည် အားလုံးဒီနနက်စာကိုနတ်မောက်တကြီးဥွှေနီအိမ်တွင်စားကြသည်ဥွှေနီသည်ဦးမြင့်ခေါင်ဦးမြင့်ရောင်နဲ့ဦးမြင့်မောင်တို့၏ရောက်ဖတ်တော်ဆက်သူဖြစ်၏နတ်မောက်တကြီးကတော်မှာဦးမြင့်ခေါင်နဲ့မောင်နှမအရင်ချာဖြစ်ပြီးဦးမြင့်ရောင်တို့မှာဝန်ခွဲများဖြစ်၏ဦးမြင့်ရောင်သည် နန္ဒစာစားအပြီးတွင်နတ်မောင်မှပြန်မြင်ဟန်ပြူသည်။ဦးမောင်ကတားထားပြီးသူ၏နေငင်တို့အသင်းခေါ်သည်။ဦးမောင်ကမြင်းဖြစ်သူကိုလိုင်ရောပြီးအိမ်အလယ်လိုက်သည်။ဦးမောင်၏ဇနီးမှာရတနာဘုံနေပြော်သူဖြစ်ပြီးဦးမောင်တို့နှင့်ရင်းရင်းနှီးနှီးမရှိလာပေ။ယခုဦးမောင်အိမ်ကိုရောက်လာသည့်အခါအေးတယုန်နဲ့ပြောဆိုဆက်ဆံသည်ဒီကောင်မလေးဆဲကြီးဝင်နေတယ်လို့ငါတို့ထင်ပေမဲ့အခုတော့လေသူ့လိုငါလိုစိတ်ကောင်းရှိတဲ့မင်းကလေးပါပဲလား ညကြီးသူဆိုတော့လေမတ်ရွှေတင်နဲ့တော့ဘယ်သူ့ဗမလဲဆွေမမျိုးမန်းတိတာနှစ်ယောက်ကြားကိုယူတည်လေးစားတာတွေကမိမတယောက်မှ ရှိတဲ့အရေးချင်းတွေပဲဦးမင်းအောင်ကခဲမလှုပ်လို့တဲခင်းကျွေးမေးတော့မုံမဲတရေစာများကိုအာရပါရစားတော့ဒီထို့နောက်ညီဖြစ်သူဦးမင်းမောင်နဲ့ရရင်ရွာရင်တန်းရင်ပြေးကိစ္စများကို ပြောဆိုတိုင်ပင်ဒီသူတို့မှာကလူရင်အားလဲရှိလက်နက်အင်အားလဲရှိတဲ့အကိုကြီးရဲ့ကိုကကို့အင်အားနဲ့ကို ကို့အခြေအနေနဲ့ကိုရှင်းလို့နိုင်မှာမဟုတ်ရင်မရှင်းမဲနေလိုက်တာပိုမကောင်းဘူးလားဦးမင်းရောင်ကရွှေချီစနွေးမကင်းများစားပေါက်နေရင်မြေဖြစ်သူတုံးမြုံဝင်ကိုစူးစိုက်ကြည့်လိုက်သည်မင်းကအင်္ဂလိပ်တွေကိုအထင်ကြီးစကားပြောနေတာလားမောင်မင်းမောင်အဲ့လိုဆိုရင်တော့မင်းနဲ့ငါတဘောချင်းမတူနိုင်ဘူးအင်္ဂလိပ်မျက်နှာဖြူတွေဟာနေချက်တဲ့လူတွေသူတို့ကငါတို့ကိုအနိုင်ကျင့်ဖို့လာတဲ့လူတွေငါတို့ပိုင်တဲ့မြေကိုမတရားသိမ်းပိုက်ထားတဲ့လူတွေသူတို့ဟာ ခုရထားတဲ့နယ်မြေလောက်နဲ့ကျင်းနေကြမှာမဟုတ်ဘူးငါတို့အထက်ရက်ကိုထိပါလာကြအောင်ပါပဲအဲ့ဒါကြောင့်ကျွန်တော်ကသူတို့နဲ့ထိတ်တိုက်ရင်မဆိုင်မဲနေရင်ပိုကောင်းမယ်လို့ပြောတာပေါ့ဦးမင်းရောင်ဤမျက်နှာတွင်တင်းမာဟန်တွင်ရိတ်ခနဲထင်သွားသည်ထရင်းမင်းစကားကကြုံစုံနံလိုက်တာဒီမှာဟဲ့မောင်မင်းမောင်ငါတို့ကကိုထီးကိုနန်းကိုလွတ်လပ်ခွင့်နဲ့ကိုနေကြတာဘယ်တော့အင်အားကြီးတဲ့လူပဲလာလာခေါင်းမငုံနိုင်ဘူးဦးမမြွတ်နိုင်ဘူးကွာ ယောက်ျားကောင်းဆိုတာတခါပဲတည်တယ်ငါညီရဲ့တိတိကျကျမှတ်ထားနောက်တစ်ခါငါရှိမှဒီစကားမျိုးတွေလာမပြောနဲ့ကြားပါဦးမင်းရောင်ဤမျက်နှာထားဦးမင်းရောင်ဤလေတံတို့ကဦးမင်းမောင်အားပုံလှုပ်တွားစေသည်ဦးမင်းမောင်ဒီကရိယာသာချင်းတင်းမင်းရှေ့မောက်တို့ရောက်နေတဲ့တားကောင်မမဦးမင်းရောင်ရှေ့တွင်ခေါင်းမမော်ရဲပဲရှိနေ၏ငါကကိုယ်ထဲမှာရှိတဲ့တွေးမကောင်းရင် ဖောက်ထုတ်ဖို့ဝင်မလေးတဲ့ကောင်ငါမှအရင်နေဆုံးဆိုလို့ မင်းတယောက်ပဲရှိတယ်။ကိုရဲကမကောင်းတဲ့တွေးကိုဖောက်ထုတ်တယ်လို့မင်းတော်မပြုတ်ချင်မရစင်နဲ့။ဦးမင်းရောင်ဤနောက်ဆုံးစကားကဦးမင်းမောင်အားတုံတုံလှုပ်လှုပ်ခြောက်ခြောက်ခြားခြားရှိသွားစေသည်။ဦးမင်းရောင်ကပြောစရာရှိသည့်စကားကိုပြက်ပြက်သားသားပြောပြီးနောက်ပဂရိတည်ငြိမ်သောမျက်နှာနဲ့ဦးမင်းမောင်ကိုကြည့်သည်။ဦးမင်းမောင်မှာအကိုဖြစ်သူကမျက်နှာငယ်လေးနဲ့ကြည့်နေ၏။နေုံမင်းကိုမေးစရာရှိသေးတယ်။မင်းပြောမှမူကြီးမှကြီးတွေအချင်းချင်းတဘောရမတိုက်ဆိုင်ပဲ အတင်းမင်းကွဲနေကြတယ်ဆိုတာအဲ့ဒါအမှန်လားဦးမင်းရောင်ဤစကားကဦးမင်းမောင်ကသတိဝင်လာအောင်တွေ့လိုက်တကယ်လို့ရှိသည်ဦးမင်းမောင် စက္ကနဲဖြစ်သွားရာကဦးမင်းရောင်ကကြည်သည်ဟုတ်တယ်ကိုကြီးကင်းဝင်မင်းကြီးကတစုတိုင်းနာမင်းကြီးကတစု ကွဲနေတယ်မိပြန်ကောင်ကြီးကလည်းဓာတ်ထက်သလားမမင်းနဲ့အင်းဒီအချိန်နေမှာမျက်နှာပြအင်္ဂလိပ်တွေကကျူးကျော်လာရင်ဘယ်လိုလုပ်မလဲအချင်းချင်းကွဲနေကြတာနဲ့တတိုင်းလုံးတစ်ပြည်လုံးကြုံပြမဲ့လူတွေလက်ထဲ တိုင်းပြည်ကိုထိုးအပ်ရတော့မှာပေါ့အခြေအနေကအဲ့လိုဖြစ်နေပါတယ်ဒါကြောင့်ကျွန်တော်တို့လည်းအနေရကင်းအောင်နေနေရတာပါဦးမြင့်အောင်ကခေါင်းခါသည်ရင်းနှီးချမ်းပူပူတစ်ခွက်ကိုမှုတ်တော့ရင်းမှာမျက်တော့နေကြီးဖြင့်ခြံဝင်းအပြင်ဘက်သို့လှမ်းကြည့်သည်ငါပြောချင်တာအဲ့ဒါပဲတယောက်ကရံပြုတ်မဲ့တကယ်ကယ်ဖြစ်နေတာငါတို့ကဘေးရန်ကင်းအောင်ရှောင်နေလို့မရဘူးပြည်သူလူထုကိုကာကွယ်ရမယ်ကိုယ့်နိုင်ငံကိုယ့်မြေကိုယ့်ရေကိုကာကွယ်ရမယ်သူတို့ကအင်အားကောင်းတယ် တို့မှာလက်နက်ကောင်းတွေရှိတယ်ဆိုပြီးပြောင်းညံ့တဲ့စိတ်မွေးနေရင်ငါတို့ကတနိုင်ငံလုံးကျွန်ဆက်ခင်းရမှာပေါ့ဦးမင်းအောင်ကရင်းနှီးချမ်းတောက်လိုက်မောက်ဖက်စားလိုက်လို့ရင်စကားကိုအဆက်မပြတ်ပြောသည်ဦးမင်းအောင်ကခေါင်းငုံပြီးနားထောင်ဤငါတို့ကျွန်အဖြစ်မခံနိုင်ဘူးမင်းမောင်ရန်သူကိုဓာရှိရင်ဓာနဲ့လှန်ရှိရင်လှန်နဲ့ခုခံတိုက်ခတ်ရမယ်အရေးကြီးဆုံးကအချင်းချင်းညီညွတ်ဖို့ပဲတမ်းမီကိုကာကွယ်လို့စိတ်မွေးပြီးညီညွတ်တဲ့အင်အားနဲ့တိုက်ခတ်ရင် ဒီကျူးကျော်မဲ့ကောင်တွေဘယ်ခံနိုင်လိမ့်မလဲအဲ့ဒါကြောင့်ငါမင်းကိုတွေးမကြောင်နဲ့လို့ပြောခြင်းတယ်ကြားလားဟုတ်ဟုတ်ကဲ့အကိုကြီးဦးမင်းောင်ကဦးမင်းောင်ကကြည်ပြီးပြုံးသည်ပြီးရင်ဘာမှမဖြစ်တည်ဟန်နဲ့ရွှေချီတရုံးကိုယူစားသည်ဒီနေ့စားလို့ကောင်းတယ်နောက်နေ့လည်းလာစားအောင်မယ်ငါ့မိမလက်ရာကကောင်းတာကြောင့်မြို့လူတွေကလည်းနှမောက်တီတောင်လာပြီးစားမယ်ဦးမင်းောင်ကထပြန်သည့်အထိပျော်ပျော်ရွှင်ရွှင်ရဲရဲမောမောနဲ့စကားတွေပြောသည်ဦးမင်းောင်မှာ အကိုဖြစ်သူရဲလင်လိုက်ရဲမဲ့နဲ့လိုက်မဲ့နဲ့ရှိနေလေ